မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ match လ30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ပုံနာကျောမြို့နယ်ခမရ950တိုင်ရင်ကဘူဟာမူဘုံမူကြီးမျိုးမင်းကိုကိုနဲ့ဘုံမူစောထွေးခလိုက်ရ208ကတိုင်ရင်မူဒုတိယဘုံမူကြီးဖြိုးသူအောင်အပါအဝင်ထွက်ပြေးကြတဲ့စစ်သား20ကျော်ကိုအသေးဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် match လ4ရက်နေ့မှာ ရခိုင်ပြည်ပုံနာကျောမြို့ခမရ950တရင်ကဗျူဟာမှုအပါဝင်အကြက်ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်90ကျော်ဟာလက်နက်ချအညံ့မခံမဲနဲ့ထွက်ပြေးတဲ့အတွက်ကြောင့်ရခိုင်တပ်တော် AA ကလိုက်လံတိုက်ခိုက်ချိန်မုန်းခဲ့တယ်လို့သိရပါတယ်။လက်နက်ချအညံ့မခံမဲနဲ့ထွက်ပြေးခဲ့တဲ့စစ်ကောင်စီရဲ့စစ်ကြောင်းကလက်နက်ကြီးပစ်ကူတောင်းရမှာစစ်ကောင်စီရဲ့စစ်တွေဓာကဆနဲ့ရေတက်ကလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလက်နက်ကြီးတွေဟာလေကွင်းအတွင်းထဲမှာကြောက်ရောက်ပောက်ကွဲပြီးတော့မီးလောင်ခဲ့ပြီးရေပေါက်ချောင်းနဲ့တန်းဆွေရွာဂျားမှာ ခမရ950တိုင်ရင်ကဗျူဟာမူဘုံမူကြီးမျိုးမင်းကိုကိုနဘခဗျူဟာ3 DSC 42နဲ့ဘုံမူစောထွေးခလိုက်ရ208တိုင်ရင်တိုင်ရင်မူဒုတိယဘုံမူကြီးဖြိုးသူအောင်တို့အပါဝင်ပေဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်20ကျော်ကိုအသေးဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်တချို့ကလည်းအရှင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်မက်လာလေးရနေမှာပုံနာကျော်မြို့မှာရှိတဲ့ခမရ950ကိုရခိုင်တပ်တော်အေအေကအပိသက်သိမ့်ပိုင်နိုင်ခဲ့ပြီးတော့ပုံနာကျော်မြို့နယ်တစ်ခုလုံးကိုသိမ့်ပိုင်နိုင်ပြီဖြစ်ကြောင်းကိုကြေညာခဲ့ကြောင်း သတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်တပ်တော် AA သိမ့်ပိုက်ထားတဲ့မင်းများနဲ့မြေပုံမြို့နယ်တွေမှာရှိတဲ့လူနေကြေးရွာတွေကိုစစ်ကောင်စီကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်တဲ့အတွက်ကြောင့်ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မင်းများမြို့နယ်တေကန်ကြေးရွာကိုမတ်လ29ရက်နေ့ည7:00နာရီထင်ကစပြီးတော့7မိနစ်ကြာ Jet Fighter နဲ့စစ်ကောင်စီက3ချိန်ဘုံကျဲခဲ့ခြင်းဖြစ်တယ်လို့တေကန်ဒေသခံတွေကပြောပါတယ် အခုလိုမျိုးဘုံကျဲချခဲ့တဲ့အတွက်ကြည်စားထိမှန်ပြီးတော့တေကန်ရွာဆရာတော်နဲ့ဒေသခံတအုပ်ဒဏ်ရာရရှိခဲ့ပြီးတော့ဖုံးတော်ကြီးကြောင်းနဲ့နေအိမ်ခုနှစ်လုံးပြက်စီးသွားတယ်လို့တေကန်ရွာကအမျိုးသမီးကြီးတူကပြောပြလာပါတယ်။အလကားနေစိတ်ရှိတိုင်းဘုံလာကျဲတယ်လို့ဖြစ်နေပြီးမနေ့ကတော့၃ချိန် Jet Fighter နဲ့လာပစ်တယ်ခုနှစ်လုံးကျဲချတာရွာကဘုံကြီးကြောင်းနဲ့အိမ်တွေပြက်စီးပြီးတော့မီးလောင်နေဆရာတော်လည်းမှန်စားထိပြီးတော့ဒဏ်ရာရတယ်။စိုးရင်ရတဲ့ဒဏ်ရာတော့မဟုတ်ဘူးနောက်ထပ်ဦးလေးကြီးတယောက်လည်းခြေထောက်မှာနေနေဒဏ်ရာရသွားပါတယ်။ အိမ်ကတော့ခဏလုံးပျက်စီးသွားတယ်လို့ပြောပြခဲ့ပါတယ်။တေကန်ကြေးရွာကိုအခုဒီချိန်ဘုံကျဲမှုဟာ၄ချိန်မြောက်ဖြစ်ပြီးတော့လေကြောင်းပစ်ခတ်မှုတွေကြောင်းစာတင်ကြောင်းဖုံးတော်ကြီးကြောင်းနဲ့နေအိမ်ပေါင်းအ ਨੇ ဆုံး30ကျော်ပျက်စီးခဲ့ရတယ်လို့ရွာသားတွေကပြောပါတယ်။ဒါအပြင်မက်စတာ30ရက်နေ့မနက်အစောကြီးအချိန်မှလည်းမြေပုံမြို့နယ်စညင်းကုန်းကြေးရွာကိုလည်း Jet Fighter တစ်စီးရဟတ်ရင်တစ်စီးနဲ့လာရောက်ဘုံကျဲခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာစစ်ကောင်စီအာဏာသိမ်းပြီးချိန်2022ခုနှစ်ဖေဖော်ဝါရီလကနေပြီးတော့2024ခုနှစ်မတ်လကုန်အထိ၃နှစ်ကျော်အတွင်းမှာစစ်ကောင်စီရဲ့တိုက်လေရင်တေပို့လေရင်ရဟတ်ရင်တွေဟာစစ်နှစီအထိပြတ်ကျခဲ့ပြီးတော့တေဆုံးတဲ့သူတွေထဲမှာလည်းဘုံမှုချုပ်ရာထူးအဆင့်အထိပါပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စုဆောင်းရရှိထားတဲ့သတင်းအချက်အလက်တွေအရပြစ်ချက်ခံရတာ ဆက်ချွတ်ရွေးနာတွေကြောင့်လင်းရင်နဲ့ရဟတ်ရင်တွေပြတ်ကျခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။အများစုဟာအခု2024ခုနှစ်ထဲမှာပြတ်ကျခဲ့တာဖြစ်ပြီးတော့လင်းရင်နဲ့ရဟတ်ရင်စုစုပေါင်း6စီးအထိရှိနေပြီလို့သိရပါတယ်။လင်းရင်နဲ့ရဟတ်ရင်တွေပြတ်ကျမှုကြောင့်တည်ဆုံသွားတဲ့လူတွေထဲမှာတော့ယာရုအကြီးဆုံးအရာရှိကဘုံမှုချုပ်အဆင့်ဖြစ်ပြီးတော့ကယန်ပြည်နယ်သင်္ကန်းညီနောင်မှာဒီနေ့ဇန်နဝါရီလကုန်ပိုင်းက KNLA တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေရဲ့ပြစ်ချမှုကြောင့် Eurocopter ရဟတ်ရင်မှာပြတ်ကျပြီးတော့လိုက်ပါလာတဲ့ ်ဘုံမူးချုပ်အေးမင်းအောင်တိတ်ဆုံးခဲ့ရတာလို့ KNU ကထုတ်ပြန်ထားပါတယ်ပြက်ကြပြီးချိန်မှာတော်လိုင်းရဲတက်တည်းရဲ့ဖမ်းဆီးခံရသူလေရင်မှုကတော့ကယင်နီမှာ2023ခုနှစ်ကပြက်ချခံရတဲ့ K8 တိုက်လေရင်မှုဘုံမူးခိုင်တက်မှုဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့လေတပ်ရဲ့အရန်အင်အားယောနယ်လာပြီးမဲ့112လို့တဲ့ပို့လေရင်တွေကနေပြီးတော့ဘုံကျဲနေတာကိုတော်လိုင်းရဲတက်တွေကြုံနေရဆဲပဲလို့ စီဒီအမ်ဘူကြီးဇင်ယောကပြောပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ဖက်စစ်တော်လှန်ရေးနေ့မှာစစ်ကောင်စီကလေရင်တွေကိုထုတ်မပြနိုင်တဲ့အခြေအနေကိုတွေ့ရတယ်လို့လည်းဆိုပါတယ်စီဒီအမ်ဘူကြီးဇင်ယောကလေတပ်ရဲ့တိုက်ခတ်ရေးအင်အားက အောက်ကနေပြစ်ချနိုင်တာအပအဝင်စက်ပျက်စီးချိုးယွင်းတာပြန်တန်းချိန်ကြော်တာတွေကြောင့်လေတပ်မှာအရန်တော်တော်နေသွားပြီဒီတက်မတော်နေ့မှာကြည့်ရင်လေရင်တွေအားကိုမတုံးတော့ဘဲနဲ့ညာဘက်ရှောက်လိုက်ရတာကိုတွေ့တယ်သူတို့လေတပ်အင်အားကချိနဲ့သွားပြီလို့ပြောဆိုခဲ့ပါတယ်ဒါပေမဲ့112ကတော့ပြစ်ချနေတော့မယ် ်ဘုံကျဲနေတော့မယ်တော်လိုင်းတက်တဲ့ဘက်ကပြစ်ချလို့ရတဲ့အနေထားတွေရှိတယ်အခုက Y12 ကဒုက္ခပေးနေတာလို့ပြောဆိုခဲ့ပါတယ်။တော်လိုင်းတက်တွေကြောင့်မြေပြင်ထိုးစစ်တွေကြောင့်အကြအဆုံးများခဲ့တဲ့စစ်ကောင်စီဟာလေကြောင်းကိုအားပြုပြီးတော့တိုက်ခိုက်လာရတယ်လို့တွေ့ရပါတယ်။လေရင်ပြစ်လက်နက်တွေဟာလည်းတိုင်းရင်းသားတော်လိုင်းတက်တွေမှာတွေ့လာရတဲ့အတွက်စစ်ကောင်စီတက်ဟာအထူးသတိထားပြီးတော့စစ်စင်ရဲတွေကိုလှုပ်လာတာတွေ့ရတယ်လို့နိုင်ငံရေးလေလာသုံးသက်သူဦးတန်းစိုးနိုင်ကပြောဆိုခဲ့ပါတယ်။စစ်ကောင်စီရဲ့လေတပ်အင်အားနည်းလာတာနဲ့အတူ ပြည်သူတွေအပေါ်မှာအကြမ်းဖက်မှုအရှိန်အဟုန်နဲ့ကြာဆင်းသွားနိုင်တယ်လို့ဦးတန်းစိုးနိုင်ကသုံးသပ်ပါတယ်။လူမှုအတွက်တော့ထိခိုက်နဲ့နာဆုံးရှုံးရတာတွေတက်တာတာပေါ့ဗျာ။အဓိကကတော့မြေပြင်ထိုးစစ်တွေသူတို့မလုံနိုင်တဲ့အခါကျလေကြောင်းထိုးစစ်ဆိုတာကစည်ရေးပြတ်မှတ်ကိုတိတိကျကျပြစ်နိုင်တာမဟုတ်ဘူး။ပြည်သူတွေနေတဲ့အိုးအိမ်တွေရွာတွေဖျားကြောင်းကန်တွေကျောင်းတွေကိုဖျက်ဆီးနိုင်တာပဲရှိတာ။တကယ်တော့ပြည်သူတွေအပေါ်မှာအကြမ်းဖက်မှုအရှိန်အဟုန်နဲ့ကြာဆင်းသွားနိုင်တယ်လို့ပဲသဘောပေါက်ပါတယ်လို့ပြောဆိုခဲ့ပါဗျာ။ အာနာသိမ်းခဲ့တဲ့2021ခုနှစ်ကနေပြီးတော့2023ခုနှစ်နှစ်ကုန်ပိုင်းအထိစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု1652ခုအထိပြုလုပ်ခဲ့ပြီးတော့ဘာလာရဲ့အဆောက်အဦ138ခုစာတင်ကြောင်း86ခုနဲ့ဆေးရုံ28ခုပျက်စီးခဲ့ရတယ်လို့ညံလင်းတဲ့သူတေသနာအဖွဲ့ရဲ့မှတ်တမ်းတွေအရသိရှိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းသကိုင်းမြို့နယ်သကိုင်းမင်းကွန်းလမ်းမိုင်းမှာအလုကနေပြန်လာတဲ့ပြည်သူအယောက်90ခန့်ကိုအကြမ်းဖက်စစ်ကောင်စီရဲ့ဂိတ်က ဖမ်းဆီးပြီးတော့တအူးကိုငွေကျပ်9သိန်းနဲ့ပြန်ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ26ရက်နေ့မှာသခိုင်းမင်းကွန်းလမ်းပိုင်းမှာညနေခင်းလုပ်ငန်းကနေပြန်လာတဲ့ပြည်သူအယောက်90ခန့်ကိုသခိုင်းတရားပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဂိတ်ကစံငယ်ကိုနှစ်ယောက်စီးတယ်ဆိုပြီးတော့ဖမ်းဆီးပြီးတော့ပြည်သူတအူးကိုငွေကျပ်9သိန်းနဲ့ပြန်ရွေးခိုင်းခဲ့တယ်လို့သိရပါဗျ။ပြန်မရွေးနိုင်တဲ့သူတွေကိုစစ်ထဲဝင်ရမယ်ဆိုပြီးတော့တပ်ထဲကိုခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ အဲ့ဒီဖမ်းဆီးခံရတဲ့ဒူတွေထဲမှာပြည်သူအယောက်30ခန်းကမိသားစုဝင်တွေကငွေကြက်9သိန်းနဲ့ပြန်လဲရွေးပြီးတော့ခေါ်သွားကြတော့လေငွေကြေးမတက်နိုင်မဲနဲ့ကြံခဲ့တဲ့ပြည်သူအယောက်20ခန်းကိုရွှေမင်းဝန်အမတ်နဲ့ရဲစခန်းမှာဖမ်းဆီးချုံနောက်ထားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့အမတ်33ချင်းမြန်တက်မှဌာနချုပ်ကိုတက်သားတဲ့အဖြစ်နဲ့စူဆောင်းခေါ်ဆောင်သွားတယ်လို့သိရပါဗျ။သခိုင်းမင်းကုန်းလမ်းမှာညနေခင်းလုပ်ငန်းကနေပြန်လာတဲ့ပြည်သူတွေကိုသခိုင်းတရားဘော်ကစစ်ခွေးဂိတ်ကဆိုင်ကယ်ကိုလူ၂ယောက်စီးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပေါ်တာဆွဲသွားတာ။ အယောက်90ကျော်လောက်ပါသွားတယ်ဖမ်းခံရတဲ့သူတွေကိုငွေနဲ့တွားရွေးလို့လွတ်တဲ့သူတွေလည်းရှိတယ်လက်လုံလက်စားမှုလို့ငွေနဲ့မရွေးနိုင်ကြောင်းပြောတဲ့15ဦးကျော်လောက်တော့ရှိတယ်သူတို့ကိုရွှေမင်းဝန်အမတ်နဲ့ရဲစခန်းမှာထိန်းသိမ်းထားပြီးတော့တပ်မ33တဲကိုတန်းပို့လိုက်တယ်လို့သိရတယ်ငွေကြေးမပေးနိုင်တဲ့သူတွေကပယံအလုံသမားတွေများပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝန်းလုံးပြည်နယ်နဲ့တိုင်းအသေးသေးကလူငယ်တွေကိုစစ်ကောင်စီကလက်ကျင်ရေးတက်တွေစီကိုစစ်သားတွေအဖြစ်နဲ့လူသစ်စုဆောင်းပေးပို့နေပြီးတော့ဖုန်းတွေကိုလုံးဝအသုံးပြုခွင့်မပေးတဲ့အပြင်မိသားစုနဲ့ပါအဆက်အသွယ်လုပ်ခွင့်မပြုဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တန်လျင်မြို့နယ်မှာစစ်မှုထမ်းဖို့ဆိုပြီးတော့စစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကအောင်ချမ်းသာရက်ကွက်ကလူငယ်တချို့ကိုဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗျ။အဲ့လိုဖမ်းဆီးခေါ်ဆောင်ရမှာလိုအပ်တဲ့အဝတ်အစားတချို့၊စေဝါတချို့ကိုသာယူဆောင်ခိုင်းပြီးတော့ လက်ကင်အသုံးပြုတဲ့ဖုန်းတွေကိုတော့တယ်ဆောင်ခွင့်မပေးဘူးလို့သိရပါတယ်လိုအပ်တဲ့အဝယ်အစားစေဝါတွေထည့်ကိုင်းနေဖုန်းတော့မယူရဘူးလို့ပြောတယ်တက်ထဲမှာဖုန်းသုံးခွင့်မပြုရင်လည်းအပြင်ကိုခဏထွက်ပြီးတော့အိမ်နဲ့ဆက်သွယ်ဖို့ဖုန်းဆက်တာကိုလည်းခွင့်မပြုဘူးတဲ့ကိုဘေတက်ကိုရောက်နေလဲဆိုတာကိုလည်းမိသားစုကိုအတိပေးခွင့်မပြုဘူးတဲ့မက်စလာ28ရက်နေ့ကခေါ်သွားတာအခု30ရက်နေ့အထိအဆက်အသွယ်မရတော့ဘူးလို့မယန်းကုန်းမြို့နယ်တမိုင်းမြို့တက်တဲ့ရက်ကွက်ကစစ်သားအဖြစ်နဲ့စူဆောင်းခံရတဲ့လူငယ်တအုပ်ရဲ့မိဘတွေကပြောဆိုလာပါတယ်ဒါအပြင်စစ်တပ်ကလူငယ်တွေကိုစစ်မှုထမ်းအဖြစ်နဲ့ စစ်သားတဲ့စူဆောင်းရန်လှုပ်ဆောင်ရမှာဥပဒေမဲ့ဖမ်းဆီးမှုတွေအပြင်တရားဥပဒေနဲ့မညီတဲ့ဖမ်းဆီးမှုတွေကိုပါဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းတန်လျင်မြို့နယ်လက်ရဆန်ကျေးရွာအုပ်စုမှာစစ်မှုထမ်းမဲ့လူငယ်တွေကိုစစ်စစ်မဲ့ဆိုပြီးတော့မတ်လ29ရက်နေ့ညပိုင်းကဖမ်းဆီးသွားပြီးထွေအုပ်ရုံးမှာညအိတ်ခိုင်းခဲ့တယ်လို့သိရပါတယ်။ခေါ်ယူတဲ့အရေးအတွက်ဟာလည်းအလွန်များပြားခဲ့တယ်လို့သိရပါတယ်။တန်လျင်ကျောင်းကန်ကျေးရွာမှာဆိုလို့ရှိရင်အင်ဂျီ200ဝန်းကျင်လောက်ပဲရှိတယ်။အဲ့ဒါကိုအပိုင်း9ပိုင်းခွဲပြီးတော့တစ်ခါခေါ်ရင်300နှုန်းနဲ့ခေါ်တယ်။ တခြားရွက်ကွက်တွေမှာတအူးပဲခေါ်တာကိုလုံနေကြတာလို့တန်လင်ကပြည်သူတို့ကရှင်းပြလာပါတယ်။ဒါ့အပြင်မက်လာ29ရက်နေ့ညပိုင်းကမန္တလေးမြို့84လမ်း41လမ်းနဲ့42လမ်းကြားမင်းဆန်ရက်ကွက်ကိုမနေ့ကည7:00နာရီကစစ်ကားတွေရောက်ရှိလာပြီးတော့လူငယ်၄ယောက်ကိုစစ်မှုထမ်းဖို့ဆိုပြီးတော့ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။၎င်းတို့ရဲ့မိဘတွေဟာလည်းဘယ်နေရာကိုလိုက်လို့လိုက်ရမှန်းမသိပဲငိုယိုနေကြရတယ်လို့သိရပါတယ်။ နေပြည်တော်မှာလည်းစစ်မှုထမ်းမဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေရှိနေပြီးတော့ရဲကားတွေနဲ့လေကျင်းရေးတပ်တွေကိုပို့ဆောင်နေကြကြောင်းသတင်းရရှိပါရယ်ခမောင်းအခုလိုမျိုးမြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခမောင်း